ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါဒါကျွန်တော်တို့အခုလက်ရှိ Premier League ပွဲစဉ်အပြင်ဥရောပပွဲစဉ်တွေအားလုံးပြန်လာပါပြီဆိုတော့ကျွန်တော် Premier League ကပွဲစဉ်အားဖြင့်ဒါပိတ်သက်တွေအတွက်တော့ဗောလေစိတ်ဝင်စားစရာပွဲကြီးပွဲကောင်းတွေပြန်လာပြီပွဲစဉ်ကစုစုပေါင်း၈ပွဲမြောက်ကိုလာတဲ့အချိန်မှာ ကျွန်တော်တို့အစောဆုံးပွဲက Anfield Soccer Group ရဲ့ Nottingham Forest အသင်းနဲ့ Chelsea အသင်းတို့ရဲ့ထိပ်တိုက်ပွဲစဉ်ရှိတယ် အဲ့ဒါပြီးတော့မှ Brighton နဲ့ Newcastle ရှိမယ် Burnley နဲ့ Leeds United ရှိမယ် Crystal Palace နဲ့ Bournemouth အပါဝင် Manchester City က Everton နဲ့ကံပြီးတော့ Sunderland နဲ့ Wolverhampton နောက်စနေနေ့ရဲ့နောက်ဆုံးပွဲကတော့ Fulham နဲ့ Arsenal တင်းရဲ့ပွဲဖြစ်တယ်ဆိုတော့ပွဲကပွဲကြီးပွဲကောင်းနေရှိပြီးတော့ကျွန်တော်ပေးတတ်တဲ့အတွက်တော့စိတ်ဝင်စားစရာပွဲကောင်းတွေကိုပြန်လာပြီဆိုတော့ ပွဲစဉ်ခုနှစ်အပြီးမှာကျွန်တော်တို့အာဆနယ်သင်းက16မှတ်နဲ့ဇာတ်ထိပ်မှာဦးဆောင်ခွင့်ရပြီးတော့လီဗာပူးက15မှတ်ထော့တနဟော့စပါက14မှတ်ဘိုးမောက်က14မှတ်မန်ချက်စတာစီးတီးက13မှတ်ပဲလစ်က12မှတ်ရပြီးချယ်ဆီက17မှတ်အေဗာတန်17မှတ်ဆန်ဒလန်17မှတ်နဲ့မန်ယူနိုက်တက်က10ပေါ့လေအောက်ကဝူဗာဟန်တန်ကတော့လုံးဝနိုင်ပွဲပျောက်နေတဲ့အသင်းဖြစ်ဆက်ပြီးတော့ရှိနေတယ်ဆိုတော့ဒီနေရာမှာပရီးမီယာလိမှာရှုံးပွဲမရှိတဲ့အသင်းမရှိတော့ဘဲနဲ့အကုန်လုံးကတော့ အပွဲစီစပြီးရှုံးသွားပြီပေါ့လေပြီးခဲ့တဲ့ပွဲစဉ်မှာဆိုတော့အခုပွဲစဉ်၈ကိုစတဲ့အချိန်မှာ Northern Forest နဲ့ Chelsea နဲ့ပွဲ Forest ရဲ့နီးပြား Ange Postecoglou under pressure တွေကြားကနေဒီပွဲအတွက်လည်းတကယ်ကိုခက်ခက်ခဲကစားရမယ် Chelsea မှာလည်းသူ့တန်ရာနဲ့သူ့မှာတန်ရာပြဿနာတွေအများကြီး Chelsea ကလည်းအခုလောလောဆယ်နေထားရ Chelsea ကိုယ်တိုင်ကလည်းတန်ရာပြဿနာတွေများတဲ့အချိန်မှာခိုးဖားမှမပါဘူး Ansu Fernandez ကိုကျွန်တော်အခြေအနေစောင့်ကြည့်ရအောင်မယ့်အခြေအနေမှာ တစ်ဖက်မှာတော့တခြားတခြားတော့စိတ်ဝင်စားစရာအခြေအနေတွေအများကြီးရှိတယ်။ချယ်ဆီကနောက်ဆုံးကစားခဲ့တဲ့ပွဲမှာသူတို့နောက်ဆုံး၅ပွဲပေါ့လေဖူလန်ကို2-0နဲ့နိုင်တယ်။ဘရန်ဖို့ကိုသေချာတယ်။မန်ယူနိုက်တက်ကိုရှုံးတယ်။ဘရိုက်တန်ကိုရှုံးပြီးတော့ပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲမှာသူတို့ပြန်နိုင်ထားတယ်။ဆိုတော့နောက်ဆုံး၅ပွဲမှာဖူလန်နဲ့လီဗာပူးကိုအိမ်ကွင်းမှာနိုင်ပြီးတော့ဘရိုက်တန်ကိုအိမ်ကွင်းမှာရှုံးတယ်။ယူနိုက်တက်နဲ့ဘရန်ဖို့အဝေးကွင်း2ပွဲဆက်2ပွဲတည်2ပွဲရှုံးထားတဲ့အချိန်မှာ Forest ကနောက်ဆုံး၅ပွဲမှာ Burnley တပွဲတည်းအဝေးကွင်းမှာတည်ကြပြီးတော့ West Ham ကိုအိမ်ကွင်းမှာရှုံးတယ် Arsenal ကိုအဝေးကွင်းမှာရှုံးတယ် Sunderland ကိုအိမ်ကွင်းမှာရှုံးပြီးတော့ Newcastle ကိုအဝေးကွင်းမှာရှုံးထားတယ်ဆိုတော့ Forest ကတော့အခုလောလောဆယ်မှာတော်တော်ကိုယုံကန်နေရတဲ့အသင်း Ange Postecoglou တို့က PR တွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ Chelsea ကိုယ်တိုင်လည်းဒဏ်ရာပြသနာတွေကတော်တော်လေးကောင်းစားစရာဖြစ်တယ်။ဆိုတော့ Center Back ကတော့အခု Chalobah ပွဲပယ်ကပြန်လာပြီး Fofana လည်းပြန်လာတဲ့အတွက် Center Back မှာသူဖြေရှားစရာကောင်းကောင်းရှိတယ်။ Anzo မပါနိုင်ခဲ့ရင် Lavia နဲ့ Kaiser တို့အတွဲကိုပွဲထွက်နိုင်လို့တစ်ဖက်ကလည်း Estevez တို့လိုချက်တိတ်လေးတွေလည်းကွင်းလယ်မှာကစားနိုင်တယ်။တိုက်စစ်ကတော့ကျွန်တော်တို့ Netto နဲ့ Joao Pedro အပါအဝင် မေဘီကာနာချိုစနိုင်သလိုနောက်တစ်ဖက်ကလည်းကျွန်တော်တို့အခုလောလောဆယ်မှာခိုးဖားမှမပါတဲ့အတွက်ကြောင့်သူတို့နည်းနည်းတော့ခေါင်းစားစရာဖြစ်နိုင်တယ်ထိုက်ကိန်းဖြစ်မဲ့ဒီနှစ်သင်းကပြီးခဲ့တဲ့ရာသီတုန်းကဆိုချက်စီကစတန်ဖို့ဘစ်မှာတည်ကြပြီး Forest ကအင်ကွဲမှာနိုင်ထားတယ်ဒါပေမဲ့ရှစ်နှစ်တင်မှာလည်းချက်စီက Forest ကွဲမှာ3-2နဲ့နိုင်တယ်ဆိုတော့နောက်ဆုံးနေရာဒီ Northern Forest ကိုချက်စီကအဝေးကွဲမှာနိုင်ထားတယ်ဒါပေမဲ့ Forest ကလည်းချက်စီရဲ့ Stanford Bridge မှာတော့ဒုက္ခပေးတာဆိုတော့သူတို့နှစ်သင်းကခုကွဲမှာဆိုရလက်မကောင်းဘူးအဝေးကွဲမှာရလက်ကောင်းတဲ့ပွဲဒါကနှိမ့်လေ ည့်7နာရီခွဲမြန်မာစံတော်ချိန်ညနေ6နာရီမှာကံမဲ့ပွဲဖြစ်တယ်အဲ့ဒါပြီးတော့မှကျွန်တော်တို့ Brighton နဲ့ Newcastle United ရဲ့ပွဲရှိတယ် Brighton ကလက်ရှိမှာယုံကြည်မှုခြေစွမ်းတိစောက်ထားပြီးတော်တော်လေးကောင်းနေတဲ့အသင်းဖြစ်ပြီးတော့ Newcastle ကလည်းသူ့အတူတူရလက်ကောင်းတဲ့အသင်းပဲဗျ။ Newcastle Brighton ကအခုနောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ Manchester City ကိုနိုင်တယ်။အဲ့ပြီးတော့မှဘုံမောက်ကိုရှုံးပြီးတော့စပါးကိုတီးကြတယ်။ဒါပေမဲ့ Chelsea ကိုနိုင် Wolves ဆို Brighton ထူးခြားချက်ကပွဲကြီးတွေဆိုရလက်ကောင်းတယ်။ အသင်းကြီးတွေကိုဒုက္ခပေးတဲ့အလယ်လက်အသင်းတွေအသင်းငယ်တွေဆိုအမှန်ရောတဲ့အချိန်မှာယူကာဆယ်ကအာစနယ်ကိုရှုံးတယ်ဘုံမောက်ကိုတည်ကြပေမဲ့ဝူးဖ်နဲ့ဖောရက်စ်ကိုနိုင်ပြီးတော့လီးစ်ကိုတည်ကြထားတယ်ဆိုတော့ယူကာဆယ်ဟာဒီအာဒီအဝေးခွင်းကန်တဲ့ပွဲတွေအားလုံးပွဲတိုင်းမှာဂိုးမသွင်းနိုင်ပဲတည်တည်ကြီးကြထားတယ်ကိုယ်လည်းမသွင်းဘူးသေရီကြီးချထားတယ်ဆိုတော့အခုဒီနှစ်သိန်းရဲ့လက်ရှိအနေထားပေါ့လေဒီနှစ်သိန်းရဲ့လက်ရှိဖြစ်နိုင်ခြေရှိတဲ့အခြေအနေမှာ Brighton နဲ့ Newcastle ဟာတွေ့တိုင်းမှာတသိန်းနဲ့တသိန်းကြာမှာထိုက်ကျင်းဖြစ်တဲ့ Newcastle က Brighton ကွင်းမှာနောက်ဆုံးနှစ်ပွဲစလုံးမှာတည်ရင်နဲ့အရှုံးပဲကစားထားတယ်ဆိုခက်တော့ခက်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 ကစားမယ်ဒါပေမဲ့ Newcastle ရဲ့တိုက်စစ်မှု Nick Watermelon တကအခုလက်ရှိမှာခြေစွမ်းပြနေတယ်ကလပ်အတွက်၄ဂိုးသွင်းတယ်နိုင်ငံတော်တကောသွင်းထားတယ်ခြေစွမ်းပြနေတယ်ဒါကြည့်ကောင်းပဲပွဲဖြစ်တယ်တည်ရင်ကိုဦးတည်နိုင်တဲ့ပွဲဖြစ်ပြီးတော့ Brighton အသင်းရဲ့ကစားပုံကိုလည်း short တွက်လို့မရတဲ့ပွဲနောက် Burnley နဲ့ Leeds United ရှိတယ် Palace နဲ့ Bournemouth ရှိတယ် Manchester City နဲ့ Everton ဆိုတော့ Man City ကဖြည်းဖြည်းချင်းစပြီးတော့ return မိလာပြီ ဆိုတော့ဒီ international break ပြီးမှ city က rodri apawe oma mamush ryan agnori နောက်တစ်ချိန်တည်းမှာပဲသူတို့ရဲ့အကွင့်လေကလေးက ryan chaki apawe တော်တော်များများပြန်ဆုံးပြီးဆိုတော့ city ကခုစားတော့ပါပြန်ပါလို့ကျော် city ရဲ့ losing ကတော်တော်လေးတောင့်နေ Everton ကသူတို့ဒီယာဒီမှာခြေစွမ်းပြနေတဲ့အဓိကကစားမ Jack Grealish အငားလာကစားတဲ့အတွက်ကြောင့်ပါဝင်ခွင့်မရတဲ့အတွက် Everton ရဲ့တိုက်အရောတော်တော်လေးအားနေသွားနိုင်တယ်။ Man City ကနောက်ဆုံး၅ပွဲမှာ အာစနယ်ကိုတီမန်ယူနိုက်တက်ကိုနိုင်ဘန်လီကိုနိုင်ဘရန်ဖို့ကိုနိုင်ထားပြီးတော့သူတို့ယုံကြည်မှုတည်ဆောက်ထားတယ်သူတို့ဘရိုက်တန်ကိုရှုံးပြီးခဲ့ကနောက်ဆုံးလေးပွဲမှာဆယ်မှတ်ရထားတဲ့အချိန်မှာအေဗတန်ကဝူးဖ်နဲ့ပဲလစ်ကိုနိုင်ပြီးအာစတိုဗီလာနဲ့ဝက်ဆန်ကိုတီသူတို့လီဗာပူးကိုရှုံးထားတယ် ဆိုတော့ Everton ကလည်းနောက်ဆုံး၅ပွဲမှာရှစ်မှတ်ရထားတယ်ဆိုတော့သူတို့လည်းအရင်ကြီးတော့မဆိုးဘူးလေဆိုတော့ဒီသတင်းထိတ်တိုက်ဆိုးသွေးမှုကြီးတဲ့အခါမှာ Manchester City က Everton ကိုအမြဲတမ်းအသာစီးရပေမဲ့ City ကပြီးရဲ့နှစ်ကသူတို့အိမ်ခွေးမှာတော့ Everton ကိုတည်ချထားတယ်ဒါပေမဲ့ let's see Everton အသင်းက Grealish မပါဘူးဆိုတိုက်စစ်ကတော်တော်လေးအားနည်းနိုင်မဲ့အခြေအနေမျိုးရှိတယ်အခုလက်ရှိမှာ Grealish က on fire ဖြစ်နေပေမဲ့အသင်းဟောင်းနဲ့ပြန်ရင်ဆိုင်လို့မရဘူး City အိမ်ခွေးဖြစ်တယ်နောက် Erling Haaland ကလည်း on fire ဖြစ်တယ် လေဝီစင်မာယိုကလပ်မှာဇက်တိုက်ကိုးသွင်းနေတဲ့ကွာဒီယိုလာအသင်းကရတန်စမိနေတဲ့အတွက်ကြောင့်ဒီပွဲကမန်ချက်စတာစီးတီးခက်ခက်ခဲကစားရပေမဲ့သူတို့တို့အနိုင်ရဖို့အကောင်းဆုံးချန်ရှိတဲ့ပွဲဖြစ်တဲ့အရာကနေ့လေ3နာရီပဲမြန်မာစံတော်ချိန်ည8ခွဲတချိန်ထဲမှာဆန်ဒလန်နဲ့ဝူးဖ်နဲ့ပွဲလည်းရှိတယ်ဆိုတော့ညနေ3နာရီက Brighton နဲ့ Newcastle ပွဲ၊ Burnley နဲ့ Leeds ပွဲ၊ Crystal Palace နဲ့ Bournemouth ပွဲ၊ Man City နဲ့ Everton နဲ့ Sunderland နဲ့ Wolverhampton ီးတော့မှဒေတာစတော်ချင်းညနေ9:00နာရီခွဲမြန်မာစတော်ချင်းည17:00နာရီမှာအာဆင်နယ်သင်းကဖူဝမ်ကိုအဝေးကွင်းလန်ဒန်ဒါဘီဒီပွဲကအာဆင်တွေလွယ်မယောင်ယောင်နဲ့ခတ်တဲ့ပွဲဘာကြောင့်လဲဆိုတော့ဖူဝမ်ကအာဆင်ကိုအမြဲတမ်းဒုက္ခပေးတဲ့အသင်းနဲ့မှာပါတယ်လက်တော်မှာတော့မာကိုဆေးဗာအသင်းကနောက်ဆုံး back to back နှစ်ပွဲဆက်နဲ့နောက်ဆုံး၅ပွဲမှာ၃ပွဲရှုံးထားတယ်ဒါပေမဲ့သူတို့ Leeds နဲ့ Brentford ကိုအိမ်ကွင်းမှာတော့နှစ်ပွဲဆက်နိုင်တယ်ဆိုတော့ နောက်ဆုံးအဝေးကွင်း၃ဘွဲ့ဆက်ဖူဝင်ရှုံးထားပြီမဲ့သူတို့အိမ်ကွင်းမှာလီးစ်ကိုနိုင်နဲ့ဘရန့်ဖို့ကိုနိုင်ထားတယ်။အာစနယ်ကလီဗာပူးကိုအဝေးကွင်းမှာရှုံးပြီးခဲ့ကနောက်ဆုံး၄ဘွဲ့မှာဆင်မတ်ရထားတယ်။ဖောရက်စ်ကိုအိမ်ကွင်း၊မန်စီးတီးကိုအိမ်ကွင်းတေချပြီးညူကာဆန်နဲ့ဝက်ဆန်ကိုနှစ်ပွဲဆက်နိုင်ထားတယ်။ဆိုအာစနယ်ဟာ open play ကနေစုစုပေါင်းပါတကူပဲပေးထားရပြီးတော့ပရီးမီယာလိမှာ၃ဂိုးပေးထားရတယ်။ဆိုဒီနှစ်သင်းချဖြစ်နိုင်ချေရှိတဲ့အခြေအနေ ဖူဟန်ဟာအာဆယ်ကို surprise နဲ့တော်တော်ကိုတောက်ခံနိုင်တဲ့အသင်းပဲမနေ့ကခရီးကော့ဒစ်မှာအာဆနယ်1-1တေချာတယ်။ရှစ်တနစ်ကလည်းအာဆနယ်ကခရီးကော့ဒစ်မှာ2-1နဲ့ရှုံးထားတယ်။ဟိုးတနစ်ကတော့အာဆနယ်က3-0နဲ့နိုင်ပူးတယ်။နောက်ဆုံးသုံးနှစ်မှာအာဆနယ်ကတပွဲတည်တပွဲနိုင်တပွဲရှုံး နောက်ဖူဟန်ဟာအာဆင်နဲ့တွေ့တဲ့အချိန်မှာအမ်မရီမာလည်း2-1တို့2-2တို့အမြဲတမ်းထိုက်ကိန်းကိုလုပ်တယ်ဆိုအာထက်တာအတွက်ကဟိုဘက်မှာလီဗာပူးကမန်ချက်စတာယူနိုက်တက်နဲ့ပွဲချက်ကစားနေတဲ့အချိန်မှာသူတို့အပတ်ဖြတ်ပြီးတော့ဥဆောင်ခွင့်နောက်သူတို့ရဲ့မိုမန်တမ်ကိုဆက်ထိန်းထားဖို့ဆိုတော့ဒီနေ့ပွဲမှာ ခိုင်ဟာဗက်ပြန်မပါနိုင်သေးဘူးမာတီအိုဒီကအင်ဂျူရီကြောင့်နွန်ပါတီနားမဲ့အချိန်မှာဂျန်တဲ့ကစားမတွေတက်ကနွန်နီမာတွေလည်းမပါဘူးဖီယာရီဟန်ကပီကတော့ပြန်ပါနိုင်တယ်အာဆင်တိုက်စစ်ကတော့အခုထရိုဆိုမာတီနယ်တီတောင်မန်ကိုကွင်းလေကအဇီအလေထားပြီးတော့တိုက်စစ်ကယူကရက်ဆာကာအထူးသဖြင့်ဆာကာအပါဝင်အာဆင်ကစားမအများစုအင်တာနက်ရှင်နယ်ပြိုင်မှာခြေစွမ်းပြထားတယ်ထိုင်ဂိမ်းဖြစ်အောင်မဲ့ဖူဟန်ရဲ့ကစားပုံမှာကြုံမှုဖူဟန်အားအဆက်ကိုကစားတက်တဲ့မာကိုဆေးပါကြောင့် ခက်ခက်ခဲခဲကစားရမယ်ဒါကဒေတာစံတော်ချိန်ညနေ9:00ခွဲမြန်မာစံတော်ချိန်ည7:00နာရီအာဆနယ်သင်းကတော့ဒီနေ့ပွဲအတွက်အနိုင်ကိုဥတီမှာဖြစ်ပြီးတော့ပွဲကောင်းတစ်ပွဲကိုထပ်ပြီးကြည့်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်စနေနေ့မှာ Forest နဲ့ Chelsea Manchester City က Everton Arsenal နဲ့ Fulham တို့ရဲ့စိတ်ဝင်စားစရာပွဲကြည့်ပွဲကောင်းနေနဲ့ကျွန်တော် Premier League ပွဲစဉ်တွေရဲ့စနေနေ့ပွဲစဉ်တွေပါအားလုံးကျေးဇူးတင်ပါတယ်